င်္ဂလာပါရှင်ဒီနေ့တော့ Neurolinguistic Programming NLP အကြောင်းလေးပြောပြချင်ပါတယ် Neurolinguistic Programming အာယုံခံစားမှုဆိုင်ရာဘာသာစကား program ရေးဆွဲခြင်းက1980ပြည့်လွန်နှစ်များတွင် Richard Bandler နှင့် John Grinder ကစတင်တည်ထွင်ခဲ့သောစိတ်ပညာနှင့်ဆက်သွယ်ရေးဆိုင်ရာနည်းစနစ်တစ်ခုဖြစ်ပါတယ်ဒီအရာကလူသားများရဲ့ တွေးခေါ်ဘာသာစကားနဲ့အငူအချင်းပုံစံများကြားဆက်ဆက်မှုကိုလေ့လာပြီးလိုချင်သောရလဒ်များရရှိစေရန်ထိုပုံစံများကိုပြောင်းလဲနိုင်သည်ဟုယူဆထားပါသည်။နောက်ကိုနမည်သုံးလုံးဖြင့်ရှင်းလင်းစွာခွဲခြားနိုင်ပါတယ်။တစ်ချက်က Nero အာယုံပိုင်းဆိုင်ရာလူသားတဦးချင်းစီရဲ့အာယုံ၅ပါးအမြင်အကြားအထည်တွေ့အနံ့ရတာမှရရှိတယ် အတွေ့အကြုံများနဲ့အတွေ့အမြင်များကိုဆိုလိုပါတယ်။ကျမတို့ရဲ့ခံစားချက်တွေတွေးခေါ်တွေနဲ့မှတ်ဉာဏ်တွေဟာအုံနောက်တွင်းမှာအာယုံခံစားမှုဆိုင်ရာလမ်းကြောင်းများအဖြစ်တင်စီထားပြီးဒါတွေကကျမတို့ရဲ့အပြုအမူနဲ့စိတ်ခံစားမှုတွေကိုလွှမ်းမိုးပါတယ်။နှစ်အချက်က linguistic ဘာသာစကားဆိုင်ရာစကားလုံးတွေနဲ့စကားစုတွေကို ုံးပြုပြီးကျမတို့ရဲ့တွေးခေါ်တွေကိုပေါ်ပြပုံနဲ့အတွေ့အကြုံတွေကိုနားလည်ပုံကိုဆိုလိုပါတယ်။ကျမတို့ပြောတဲ့စကားတွေကိုကိုကိုပြောတဲ့စကားတွေ soft talk တွေဟာကျမတို့ရဲ့အတွင်းစိတ်နဲ့ပြင်ပကဘာကိုမြင်တဲ့ပုံစံကိုပုံဖော်ပါတယ်။လောကဘာသာစကားကိုအသုံးပြုပြီးအတွင်းပိုင်းအတွေ့အကြုံပုံစံကို ရှားပွေဖို့ထုတ်ပါတယ်။၃ချက်က programming program ရေးဆွဲခြင်းပုံစံချခြင်းတည်ယူထားတဲ့အမူအကျင့်ပုံစံများသို့မဟုတ်အတွေးပုံစံများကိုဆိုလိုပါတယ်။ computer program တခုလိုပဲကျမတို့ရဲ့အပြုအမူတွေဟာအလေးအကျင့်ဖြစ်သွားတဲ့အတွေးပုံစံတွေနဲ့အမူအကျင့်ပုံစံတွေကိုလိုက်နာနေပါတယ်။နောက်ခဏဤစနစ်များကို သုံးပြုပြီးအပြုသဘောဆောင်သောရလတ်များရရှိစေရန်အနှုံးလက္ခဏာဆောင်တဲ့သို့မဟုတ်အကျိုးမရှိတဲ့ပုံစံများကိုပြန်လည်ရေးဆွဲခြင်း reprogramming ကိုဆိုလိုပါတယ်။နုပြရဲ့အဓိကရည်ရွယ်ချက်ကတော့လူတွေရဲ့အောင်မြင်မှုရှိတဲ့ပုံစံများ modeling excellence ကိုလေ့လာဖို့ဖြစ်ပါတယ်။နောက်မှအသုံးပြုတဲ့နီးစနစ်များရဲ့ဥပမာများကတော့ anchoring အပြုသဘောဆောင်တဲ့စိတ်ခံစားချက်တစ်ခုကိုခန္ဓာကိုယ်ရဲ့ရုပ်ပိုင်းဆိုင်ရာအချက်ပြမှုဥပမာလက်ဆုပ်လိုက်ခြင်းတစ်ခုနဲ့ချိတ်ဆက်ခြင်းဖြစ်တယ်။လိုအပ်တဲ့အခါအဲ့ဒီအချက်ပြမှုကိုပြန်လုပ်ခြင်းဖြင့်အဲ့ဒီစိတ်ခံစားချက်ကိုပြန်လည်ဖြစ်ပေါ်စေနိုင်ပါတယ်။ reframing ကပြဿနာတစ်ခုကိုမြင်တဲ့ပုံစံမူပေါင်းမှာကို အကောင်းမြင်တဲ့ပုံစံမျိုးပြောင်းလဲပေးခြင်းဖြစ်တယ်။ Visual Kinesthetic Dissociation VID Phobia ကခိလန့်ကြောက်ရွံ့မှု Phobia ဖြစ်စေတယ်။မျက်ညံကို အနီးကပ်မခံစားရပဲ။ပြင်ပကနေဗီဒီယိုကြည့်သလိုခံစားရအောင်စိတ်ထဲမှာပုံစံ ပြောင်းလဲပေးခြင်းဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုလေးတွေကိုဆက်လက်ကြည့်ဖို့ Channel ကို Subscribe လုပ်ပါ။ခေါင်းလောင်းလေးကိုနှိပ်ပါ AAAO ကိုရွေးခဲ့ပါရှင်။တဲ့ရဲ့တွေးတွေနဲ့တိုက်ဆိုင်တဲ့တွေးတွေရှိရင်ဒါမှမဟုတ်စတင်ကျင့်သုံးခြင်းတဲ့အချက်တွေရှိရင်ကွန်မန့်မှာရေးခဲ့ပါနော်။ Next level မှာတဲ့ရဲ့ next level version ကိုတက်လန်းကြပါစို့ကျေးဇူးတင်ပါတယ်ရှင်။